Hello အားလုံးပဲမင်္ဂလာပါဘိုးဘွားချမ်းကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့အပြောင်းရွှေ့နဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်တို့ဒါ Dandelions ဖြစ်သွားတဲ့အသင်းကြီးတွေရဲ့ Premier League အသင်းကြီးတွေရဲ့ Transfer တွေအကြောင်းကိုကျွန်တော်ပြောကြည့်ရအောင်ပါ။ဆိုတော့ဒီ အသင်းကနေပြီးတော့လည်းတရားဝင်ထွက်ခွာသွားပြီးအသင်းကိုလည်းတရားဝင်ရောက်လာပြီဆိုတဲ့အပြောင်းအရွှေ့တွေအကြောင်းကိုကျွန်တော်ပြောမှာဖြစ်တယ်ပေါ့နော်ဂျားထဲမှာဆွေးနွေးနေစေဆေးဆစ်ဖို့လုပ်နေစေဘာညာအပြောင်းအရွှေ့တွေကျွန်တော်မပါဘူးဆိုတော့ပရီးမီးယားလိအသင်း20လုံးမဟုတ်ဘဲနဲ့ထိပ်သီးကလပ်အသင်းကြီးတွေရဲ့ကျွန်တော်ဒါဒီအပြောင်းအရွှေ့တွေအကြောင်းကိုကျွန်တော်ပြောကြားကြပါမယ်တော့ဒန်ဒီလ်ဖြစ်သွားတဲ့ transfer တွေပေါ့နော်ဆိုတော့နံပါတ်1ကတော့ဒါအာစနယ်ပေါ့ဗျာအာစနယ်ကလက်ရှိအပြောင်းအရွှေ့မှာအသင်းကိုတရားဝင်ခေါ်နိုင်တဲ့ကစားသမား မရှိသေးပါဘူးလက်ရှိကျွန်တော်ဇူဘမင်ဒီတို့ဘာတို့တန်90နဲ့သဘောတူညီမှုတွေရပြီးတော့ here we go တွေဖြစ်ထားတယ်ဆိုပေမဲ့လည်းအဲ့ဒီအပြောင်းအရွှေ့ရအခုချိန်ထိ official မဖြစ်သေးဘူးပေါ့နော် အာဆနယ်ဟာဒီနွေရာသီအပြောင်းအရွှေ့မှာဆိုလို့ရှိရင်အသင်းကို official ရောက်လာတဲ့ကစားသမားမရှိသေးပါဘူးဒါပေမဲ့လို့အာဆနယ်ကထွက်သွားတဲ့ official exam တွေကိုကျွန်တော်ကြည့်ရင် ဂျော်ဂျီညိုကွင်းလိပ်ကြမှာဖြစ်တဲ့ဂျော်ဂျီညိုကတော့ဘရာဇီးကလက်ဖလာမင်ဂိုကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ဂျော်ဂျီညိုဟာကျွန်တော်တို့ဖလာမင်ဂိုနဲ့၃နှစ်စာချုပ်ချုပ်မယ်လို့ကျွန်တော်သိထားရတယ်။ဆိုတော့ကွင်းလိပ်ကိုပို့ပြီးတော့ကောင်းတဲ့ကစားမတွေနဲ့အစားထိုးဖို့လုပ်နေတဲ့အချိန်မျိုးမှာ33နှစ်အရွယ်လေးဖြစ်တဲ့စာချုပ်တက်တန်လေးကုံမီဖြစ်တဲ့ဂျော်ဂျီညိုကိုအာဆင်နယ်ဘက်ကအလွတ်နဲ့လက်လွတ်လိုက်တာပါ။ဆိုတော့ဒါကတော့အာဆင်နယ်ဘက်ကနေပြီးတော့ official ထွက်ခွာသွားတဲ့ကစားမတစ်ယောက်။နောက်ထပ်ကတော့ဂိုသမနက်တူပါ။ဂိုသမနက်တူကတော့သူဘုံမောင်းကနေပြီးတော့အာဆင်နယ်ကို အငှားလာကစားတာဖြစ်တဲ့တွေလက်ရှိဘုံမောက်ကိုပြန်သွားရပြီပေါ့နော်အာဆင်နယ်ရဲ့ဘက်ကတော့နောက်ထပ်ဂူသမားတယောက်ကိုအစားထိုးဖို့သူတို့ကြိုးပမ်းနေတယ်အဲ့ဒီချိန်မှာလည်းကျွန်တော်တို့ဒါချယ်ဆီဂူသမားဟောင်းဖြစ်တဲ့ချယ်ဆီဂူသမားဖြစ်တဲ့ကီပါတို့ပါတို့နဲ့လည်းအတန်တီထွက်နေတယ်ဒါပေမဲ့လည်းအခုချိန်ကြီးတော့ official ရောက်လာတာမရှိသေးဘူးဆိုတော့ netto ကတော့အာဆင်နယ်ကိုအငှားလာကစားတဲ့စာချုပ်ပြည့်လို့ဘုံမောက်ကိုပြန်ပြီးတော့သွားရပါပြီနောက်တစ်ယောက်က Rahim Sterling ပါ Sterling ကတော့ Chelsea ကနေပြီးတော့အာဆင်နယ်ကိုအငှားနဲ့လာကစားတာဖြစ်ပြီးတော့ ကျွန်တော်အခုဆိုလို့ရှိရင်အငှားစာချုပ်ပြည့်လို့ပေါ့နော်ဒါပြန်ပြီးတော့တွားရပါပြီเนาะအချဲစီကိုပြန်တွားရပြီချဲစီတွက်ကတော့ဒါဒီကစားမဖြစ်သူရဲ့အပြောင်းအရွှေ့ကအငှားဆိုတော့အနည်းအတိုင်းတာတစ်ခုတီတော့လောက်ခလာစာပမာဏတက်တာလိုက်တာပေါ့လေအာစနီဟာအမှန်ကန်အစားထိုးခဲ့ပြီးမှကစားမဖြစ်သူစီကနေပြီးတော့ဘာမှန်ကောင်းတဲ့ performance တွေမရခဲ့ဘူးဆိုတော့အပြည့်တက်ခေါ်တာမျိုးတွေဘာမှမရှိခဲ့ဘူးစတာလင်းချဲစီကိုပြန်တွားရပါပြီနောက်တရားတော့ကတော့ကျွန်တော်ဒါအဲ TNA ပါ Guarantee TNA ကတော့ Celtic ကို offer ပြောင်းသွားပါပြီ Arsenal မှာ တော်တော်နှစ်ကြောင်ကစားခဲ့တဲ့ TNE က injury ပြဿနာတွေပါတယ်ရုံးကန်တာဘာညာနဲ့အခုလက်ရှိ Arsenal မှာလည်း Calafiori တို့เนาะပြီးလို့ရှိရင်ကျွန်တော်စင်ချန်ဂူတို့เนาะအဲ Skelly တို့လိုကစားမတွေရှိနေတယ်ဆိုတော့ဘယ်တော့ကန်ကစားမဖြစ်တဲ့ TNE ကိုစက်တီကိုလက်လွတ်လိုက်တာနောက်တစ်ယောက်က Nuno Tavares ပါ Lazio ကိုအပြစ်သက်အပြောင်းရွှေ့နဲ့ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်ဆိုတော့ပြီးခဲ့တဲ့ရာသီကလည်းသူအဲ့မှာတော်တော်လေးအဆင်ပြေတယ်အခုတော့ Lazio ကို Arsenal ကို Arsenal ကနေအပြစ်သက်ပြောင်းသွားနိုင်ခဲ့ပြီဒါဒီ Arsenal ကနေပြီးတော့ ထွက်သွားတဲ့ official ကစားမားတွေစီးရင်မှာနောက်ထပ်ကျွန်တော်တို့ဗောနော်အသင်းကြီးကိုကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်အဲနောက်ထပ် Chelsea ဗောနော် Chelsea ကတော့ကျွန်တော်တို့ official လုတ်ပြီးသွားတဲ့အပြောင်းရွှေ့တွေတင်မှာဆိုလို့ရှိရင်ကစားမားအဝင်စီးရင်ကနံပါတ်1 Liam Delap ဗောနော် Brand ဒီပါလဲ sorry Ipswich ကနေပြီးတော့စာချုပ်ပါယိုကြီးပေါင်သန်း30ပြီးပြီးတော့ကျွန်တော် Chelsea ကခေါ်တယ်ဆိုတော့ဒါကြောင့်ဒီဟိုတနီးကနေပြီးတော့လဲ ကျောင်းနံပါတ်ကိုဝစ်စင်မယ်ဆိုပြီးတော့ official သတင်းတွေပါညင်ညာခဲ့တယ်ဆိုတော့ Chelsea နေနဲ့ Liam Delap ကို official ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်နောက်တစ်ယောက်ကလည်းကျွန်တော်အငားချထားတဲ့ဒါ Estevao William ပါ William ကလည်းပဲကျွန်တော်အနေနဲ့ Palmeiras ကနေပြီးတော့ပေါင်၂၉ဒသမ၁တန်းနဲ့ Chelsea ကို official ကျွန်တော်ရောက်လာပြီပေါ့နော်သူကျွန်တော်တို့လာမယ့်ရက်ဒီမှာ Chelsea နဲ့အတင်းတို့ပူးပေါင်းတော့မယ်ပေါ့ဗျာဆိုတော့ဒီကစားမလေးကတက်ငယ်ပါသေးတယ်ဆိုတော့သူကတော့လက်ရှိလောတယ်မှာဆိုလို့ရှိရင် ်ချက်စီကိုလာပြီးတော့ပူပေါင်းမယ်နောက်တစ်ယောက်ကတော့ကျွန်တော်တို့ရဲ့ဒါရီယိုเนาะဒါရီယိုအက်ဆူကူဆိုတဲ့တယောက်ပါစပိုနင်းလစ်ဘွန်ကနေပြီးတော့ပြောင်းလာတာအဲ့မျိုးပြောင်းရွှေ့ကြီးကတော့ဘလောက်ဘလောက်တွေပေါ်ပြထားခြင်းကျွန်တော်မရှိဘူးပေါ့နော်ဒါအပြင်ပြန်ရောက်လာတဲ့အငှားကစားမရာဟိမ်စတာလင်ပေါ့နော်ဆိုတော့အာဆင်နယ်ကိုအငှားသွားကစားတဲ့လက်ရှိအငှားစာချုပ်ကုန်ပြီးမှချယ်ဆီကိုပြန်ရောက်လာတာပါဆိုတော့လီယမ်ဒီလက်ဝီလီယမ်ဒါရီယိုရာဟိမ်စတာလင်တို့လေးယောက်ကချယ်ဆီကို official ပြန်ရောက်လာခဲ့ပါပြီအထွတ်မှာတော့ကျွန်တော်နေတယ်ပေါ့နော်ဒါဘာရှီယာတယောက်ပဲကျွန်တော်ရှိတယ်ဘန်လီကိုပြောင်းသွားတာ ပြည်ထနာကအဲ့ဒီပြောင်းသွားတဲ့အခြေအနေမျိုးမှာကျွန်တော်ဒီပြောင်းရွှေ့ကြီးတွေဘာတွေနဲ့ပတ်သက်လို့ဘာမှဖော်ပြထားတဲ့ fees တွေဘာတွေရှိမထားဘူးမနော်အထွက်ကတော့ကျွန်တော်ဒါပဲကျွန်တော်ရှိပါသေးတယ်နောက်ထပ်ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှင်တော့ Liverpool ပေါ့ဗျာ Liverpool တင်းရဲ့ဘက်ကတော့ဒီနေရာဒီအပြောင်းရွှေ့ official အဝင်ထွက်တွေကိုကျွန်တော်ကြည့်ရင်ကစားမအဝင်အနေနဲ့ frame ပေါင်က Liverpoolsin ကနေပြီးတော့ပေါင်26.5သန်းနဲ့ကျွန်တော်ပြောင်းရွှေ့နိုင်ခဲ့ပြီဖြစ်တယ်ပေါ့နော်ဒါ official သူတို့လည်းညင်ညာပြီးသွားပြီး ဒါအပြင်နောက်ထပ်တစ်ယောက်ကကျွန်တော်သားမာဒီဂျော်ဂျီယာဂိုးသမားဖြစ်တဲ့မာမာရာရှီဗီလီပါသူကတော့ဗလင်စီယာကနေပြီးတော့ကျွန်တော်ခေါ်ပြီးတော့တနည်းအငှားထပ်ပြီးတော့ချထားတာအခုတော့သူက official ရောက်လာပြီပေါ့နော်ပေါင်20နှစ်ဂိုးသန်းနဲ့သူတို့ခေါ်ထားတာပါတကယ်ကောင်းတဲ့ကစားသမား2ယောက်ကိုလက်ရှိမှာလီဗာပူးတင်းရဲ့ဘက်က imminent နဲတဲ့ဈေးနဲ့သူတို့အစားထိုးထားတာ frame ပေါင်ဆိုလို့ရှိရင်ပေါင်သန်း30ဝန်းကျင်ပဲကျွန်တော်ရှိတယ် လက်ရှိမှာဆိုလို့ရှိရင်အကောင်ဆုံး right back တည်းတကတယောက်လို့ကျွန်တော်ပြောလို့ရတယ်။ Leverkusen မှာပြတ်သားထားတဲ့သူ့ရဲ့ performance တွေနဲ့တကယ်ကောင်းတဲ့အခြေအနေတခုကိုပြောမြင်ခဲ့ရတာ။ဒါသည်လက်ရှိ Leverkusen အသင်းမှာ right back အသစ်အစားထိုးတာနဲ့ဂူသမားက Alisson တို့ပါလို့ရှိပေမဲ့အစားထိုးတာပေါ့လေ။ဒီဂူသမားဟာ immediate ကောင်းတဲ့ဂူသမားပါ။ဒီဘောက်တင်ကအလစ်ဆန်တို့ဘာလို့တက်30လောက်ရှိလာပြီဆိုပေမဲ့လို့ပေါ့နော်ဒီလက်ရှိသူတို့ခေါ်ထားတဲ့မာမာရာရှိဘီလီကတော်တော်ကိုကောင်းတဲ့ကုသမပါဝေါ်ကလပ်အဆင့်တန်းရှိလာနိုင်တဲ့ကုသမပါဆိုတော့ တော်တော်ကိုစိတ်ချရတဲ့ကုသမားတယောက်ကိုသူတို့စားထိုးထားတယ်။ဒါအပြင် Florian VS နဲ့ပတ်သက်တဲ့တင်ကတော့အခုချိန်ထိဘာမှ official တက်တိုင်မှုတွေမရှိသေးဘူး။ကိုဆွေးနွေးနေတော့မှကျွန်တော်ရှိသေးတယ်ဆွေးနွေးမှုတွေလည်းနှီးဆက်လာပြီဆိုတော့အဆင်မေကျွန်တော်ရှိသေးတယ်ပေါ့နော်ဆိုတော့တရားဝင်အထွတ်စာရင်းကိုကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်အာနိုးကအလုံးသိတဲ့အတိုင်းပဲကျွန်တော်လာရီယယ်မက်ထရစ်ကိုပြောင်းရွှေ့သွားပြီပေါ့နော်ရီယယ်မက်ထရစ်ကိုကျွန်တော်ပြောင်းရွှေ့သွားပြီအာနိုးအနေနဲ့အလွတ်နဲ့ပြောင်းရွှေ့တာအတိုင်းပဲလို့ရီယယ်မက်ထရစ်ရဲ့ဘက်ကကလပ်ဝေါ်ကပ်အမိ အာနုကိုလိုချင်တယ်ဆိုတော့သူတို့ပေါင်၁၀သန်းပြီးမှရမယ်ဆိုပြီးတော့ပြောတဲ့အတွက်ရီယယ်မက်ထရစ်ကပေါင်၁၀သန်းပေးလိုက်ရတယ်ဆိုတော့ပေါင်၁၀သန်းနဲ့အာနုဒီရီယယ်မက်ထရစ်ကိုပြောင်းရွှေ့သွားတယ်ပေါ့လေလီဗာပူးတင်းကနေဒါအပြင်ဂူဒမာလေးဖြစ်တဲ့ကယ်လေဟာကယ်လေဟာလည်းပဲကျွန်တော်ကဘရန်ဖူးကိုပေါင်၁၈သန်းနဲ့ပြောင်းသွားပြီဘရန်ဖူးကနေပြီးတော့မတ်ဖလက်ဂန်လာနော်သူကဒီဟွာကိုပြောင်းသွားတာလီဗာကူဇင်ကိုပြောင်းသွားတယ်ဆိုတော့လီဗာကူဇင်မှာပြောင်းသွားတဲ့အဲ့ဒီဂူဒမာနီယာကိုအစားထုတ်ဖို့အတွက်ကျွန်တော်တို့ကဘရန်ဖူးကကယ်လေဟာကိုခေါ်ခဲ့တာ ဒါအပြင်သူတို့မှာလည်းမမာရီရှိဘီလီတို့ပြီးလို့ရှိရင်အလီဆန်တို့လိုကုသမားတွေရှိနေမှာဆိုတော့ကယ်လေဟာကိုအဲ့လောက်မလိုတော့ဘူး။အဲ့တော့ဒီကုသမားလေးကိုပေါင်18တန်းနဲ့ Brandfordan Liverpool ဘက်ကရောင်းချတာဒါဒီ Liverpool ရဲ့ official အဝင်အထွက်စာရင်းမှာ frame ပေါင်နဲ့ Mamari Chibili တို့ကျွန်တော်တရားဝင်ရောက်လာပြီးအာနူးနဲ့ Kelleher တို့တရားဝင်ထွက်သွားပြီပေါ့နော်နောက်တစ်သင်းကတော့ Manchester City ပေါ့လေ Manchester City ကဒီနွေရာသီအပြောင်းအရွှေ့မှာအလုပ်တွေကောင်းကောင်းလုပ်နေပါတယ်ဒါပေမဲ့လို့ Manchester City က official အပြောင်းအရွှေ့စရင်မရှိသေးဘူးအဝင်အစင်းမရှိသေးဘူး ကျွန်တော်အားလုံးသတင်းတွေကြားထားတဲ့အချိန်မှာကျွန်တော်ဒါရိုင်နာတို့ပါလို့ကမန်ချက်စတာစီးတီးနဲ့ဖက်ဘရီဇီယိုရိုမနိုရဲ့ဟီဝီကိုဒီပါတယ်ဖြစ်သွားပြီးကစားမားတဲ့သဘောတူညီမှုရပြီးကလပ်အသင်းရဲ့သဘောတူညီမှုတွေရပြီးဒါပြီးမဲ့လို့ဆေးစစ်မှုတွေပါတယ်ကစနေတနင်္ဂနွေမှာလုပ်ဖို့ရှိတာဖြစ်တဲ့အတွက်ကလပ်အသင်းဘက်ကတရားဝင်ခေါ်ပြီးကြောင်း official မကြီးညာရသေးတော့ရောက်မလာသေးဘူးနောက်တစ်ယောက်က Ryan Chucky နောက်တစ်ယောက်က Aiden Nuri အားလုံးဟာကလပ်အသင်းကြီးကိုစီနဲ့ကောကျွန်တော်နေနေပေါ်တော့ဒီကစားမားတွေကိုစီနဲ့ကောအပြောင်းဒီဟိုဟာဖြစ်ပြီးသွားပြီသဘောတူညီမှုတွေရပြီးသွားပြီး မဲ့ဆေးစစ်မှုတွေမပြီးသေးတဲ့ခါကျတော့အသင်းဘက်တွေက official မကြီးညာရသေးဘူးဆိုတော့ဒါ Dundee's အပြောင်းအရွှေ့မဖြစ်သေးဘူးလို့ကျွန်တော်ပြောလို့ရတယ်။ဒါကြောင့်ဒီနေ့ရက်ဒီအပြောင်းအရွှေ့မှာ Manchester City ကကစားသမားအဝင်စရင်လုံးဝကိုမရှိသေးဘူးဗောနော် official အထွက်စင်းကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Kevin De Bruyne မှာ Kevin De Bruyne ကတော့အားလုံးနဲ့သိတဲ့အတိုင်းပဲယာဒီမကုန်ကလေးက Manchester City ကနေထွက်ခွာမယ်လို့သူ ပြောထားပြီးတော့အခုဆိုလို့ရှိရင်အလွတ်နဲ့ထွက်ခွာသွားပြီပေါ့လေနာပိုလီကိုပြောင်းဖို့တရားသလောက်ရှိတယ်ဒါပေမဲ့လို့အခုချိန်ထိ official ကျွန်တော်တို့မတွေ့သေးဘူးဆိုတော့ Kevin Durant De Bruyne ကိုလက်လွှတ်လိုက်တယ်ဆိုတဲ့အချိန်မျိုးဒါအပြင် Jacob Price ဆိုတဲ့ကစားမားလေးလည်းကျွန်တော်ရှိတယ် Norwich ကိုပြောင်းရွှေ့သွားပြီဒါပေမဲ့လို့ပြောင်းရွှေ့ခြင်းနဲ့ပတ်သက်လို့ဖော်ပြထားတာမျိုးတွေကျွန်တော်မရှိဘူးပေါ့နော်ဆိုတော့ Manchester City ကအဝင်လဲတယောက်မှမရှိသေးသလိုအထွက်မှလည်း De Bruyne လူမျိုးအလွတ်နဲ့လက်လွှတ်ရတဲ့33နှစ်ပဲကစားမားပဲရှိသေးတာ ကျန်တာဘာမှတိတ်ပြီးတော့မရှိသေးဘူးဗောနော်ဒါက Manchester City ရဲ့ official ပေါ့ဗျာနောက်တစ်ခုက Manchester United ရဲ့ official ပြီးသွားတဲ့အပြောင်းအရွှေ့တွေ Manchester United ကဒီနေ့ရက်ဒီအပြောင်းအရွှေ့မှာ official အသင်းကို ရောက်လာပြီးသားကစားသမားက Matthias Cunha ပါ Wolverhampton ကနေပြီးတော့ပေါင်62.5တန်းနဲ့ခေါ်ထားတယ်ကလပ်အသင်းကြီးရဲ့ဘက်ကလည်း official ကြီးညာပြီးသွားပါပြီဟိုလက်ရှိအမ်ဘူမိုတို့ဘာတို့ကတော့တရင်တွေထွက်တော့မရှိသေးတာအမ်ဘူမိုက မန်ချက်စတာယူနိုက်တက်နဲ့ပို့ကိုကြီးဆိုင်ရာသဘောတူညီမှုကရပြီးသွားပြီဒါပေမဲ့လို့ယူနိုက်တက်နဲ့ဘရန်ဖို့ရဲ့ဂျားထဲမှာအဲပြောင်းရွှေ့ကြီးသဘောတူညီမှုမရသေးတော့ယူနိုက်တက်ဘက်ကဒုတိယတစ်ကြိမ်ဆက်ပြီးတော့ကန့်လန့်မှုရှိတာရဲ့ဟိုသဘောတူညီမှုတွေ official တွေမရသေးတာရဲ့ဆိုတော့ယူနိုက်တက်မှာအဝင်ဟာမက်ဒီစ်ကွန်ညာတယောက်ပဲကျွန်တော်ရှိပါသေးတယ်အထွတ်မှာဆိုလို့ရှိရင်တော့ယူနိုက်တက်ကထူးထူးခြားခြားရောင်းချရတဲ့ကစားမတော့မရှိသေးဘူးပြဥမာခရစ်စတင်အရစ်ဆင်ပေါ့နော်ကွင်းလင်ကစားမဖြစ်တဲ့အရစ်ဆင်ကစာချုပ်တက်တန်းကုံဆုံးတာဖြစ်တဲ့အတွက်မန်ချက်စတာယူနိုက်တက်ကနေပြီးတော့သူအလွတ်နဲ့ထွက်ခွာသွားပါပြီ ဒါအပြင်ဂျူနီအဗန်စ်ကလည်းမန်ချက်စတာယူနိုက်တက်ကနေပြီးတော့စာချုပ်တင်ကုန်ပြီးတဲ့နောက်မှာအလွတ်နဲ့ထွက်ခွာသွားပြီ။သူကကစားသမားဘဝကပါလုံးဝနားမှာဗျ။เนาะကျွန်တော်တို့အနေနဲ့ဒီဂျူနီအဗန်စ်ကနောက်တစ်ခုကတော့ကျွန်တော်တို့အနေနဲ့ဒါနောက်တစ်ယောက်ကဗစ်တာလင်းနီလော့ပါ။လင်းနီလော့ကလည်းပဲစာချုပ်တင်ကုန်တာဖြစ်တဲ့တွေယူနိုက်တက်ကနေအလွတ်နဲ့ထွက်ခွာပါတယ်။ဆိုတော့ယူနိုက်တက်ကအဝင်မှာမတ်တစ်ကွန်ညာတယောက်ပဲ official ရှိသေးတယ်။အတင်းက official ထွက်သွားတာကတော့ Ericsson, Johnny Evans, Lindy Love တို့ပေါ့နော်။ အဲဒါအပြင်ကျွန်တို့ဒါနောက်ထပ်စပါအသင်းကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်စပါရဲ့ official အဝင်မှာဆိုလို့ရှိရင်အဝင်လူစင်းမှာကျော်ကေဗင်တန်ဆူနောက်တန်းကစားမကေဗင်တန်ဆူကတော့အငှားလာကစားတာအငှားလာကစားတဲ့ကစားမကိုကျွန်တော်ဒါ AC Lens ကနေပြီးတော့အငှားလာကစားတာပေါင်ပေါင်တန်း20တဲ့မှာ9တန်းနဲ့စပါဟာအပြည့်သက်ဝယ်လိုက်ပါပြီ ဆိုတော့ဒီကစားမကစမစပါအတွက် permanent ဖြစ်သွားပြီနောက်တစ်ယောက်ကကျွန်တော်ဒါ Luka Vaskovic ပါသူလည်းပဲကျွန်တော်အနေနဲ့ပေါ့နော်ရောက်လာတယ်အဲနောက်တစ်ခုကျွန်တော်ဒါအထွက်တွေကိုကျွန်တော်ကြည့်ရင်စပါကအထွက်တွေများပါတယ်စပါကအထွက်တွေမှာဆိုလို့ရှိရင် Timo Werner နော် live စစ်ကနေပြီးတော့အငှားလာကစားတာအငှားစာချုပ်ကုံတော်သူ live စစ်ကိုပြန်ရောက်သွားပြီပြီးလို့ရှိရင်ကွင်းလိန်ကစားမဖြစ်တော့ hobby ရဲ့ကျွန်တော်မာစီကိုအငှားချထားတာအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ပေါ့နော်အပိတဲ့ရောင်းချနိုင်ခဲ့ပြီပေါင်း18တန်းနဲ့ဆိုတော့ hobby ရဲ့ဒီမာစီကိုအပိတဲ့ပြောင်းရွှေ့သွားပြီဂူသမားဖြစ်တဲ့ freezer foster ကတော့စာချုပ်ကုံနဲ့အတွက်သူ့ကိုအလွတ်နဲ့လက်လွတ်လိုက်တယ်စာဂျူရီကိုလွန်ကျွန်တော်တို့ဘယ်နောက်ခံကစားမှအလွတ်နဲ့လက်လွတ်လိုက်ပြီးတော့ every white man တို့ကိုလည်းအလွတ်နဲ့လက်လွတ်လိုက်ပါတယ်ဒါဒီစပါးရဲ့ official အဝင်အထွက်စရင်ပေါ့လေဆိုတော့နောက်ထပ်ဘာသင်းတွေကျွန်တော်ရှိတယ်ထူးထူးခြားခြားတော့မရှိတော့ပါအသင်းကြီးတွေကလည်းကျွန်တော်ဒီလောက်နဲ့ကုန်ပြီဆိုတော့ဒါတွေကတော့ကျွန်တော်ဒီနေ့ဒါ Premier League အသင်းကြီးတွေရဲ့ပေါ့နော်အပြောင်းရွှေ့အကြောင်းတွေပေါ့ဗျာဒါ Dundee ဖြစ်သွားပြီးတဲ့အပြောင်းရွှေ့တွေဒီလိုနေနေရောကိုအသင်းရဲ့လက်ရှိအခြေအနေအထိလှုပ်ဆောင်ထားနိုင်မှုတွေနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြလဲအားရကျင်နေမှုရှိကြလားဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများတင်ပါတယ်